ပွဲလန်နဲ့ဂါနာချိုတို့ဂိုးပေါက်ပြန်တွေ့ခဲ့ပြီးဘရူနိုအခရာကျခဲ့ပြန်တဲ့ United ရဲ့နိုင်ပွဲမနီးယားကကစားခဲ့တဲ့ Leicester နဲ့ Premier League ဝေးခွင်းပွဲမှာ Manchester United တင်ဟာ၃ခုပြည့်နဲ့အနိုင်ရခဲ့ပြီးဂိုးပေါက်ပြောက်တာကြာနေပြီဖြစ်တဲ့ပွဲလန်နဲ့ဂါနာချိုတို့ဂိုးတွေပြန်သွင်းနိုင်ခဲ့ကြပါတယ် United တင်ရဲ့ကစားပုံကပြီးခဲ့တဲ့ Social နဲ့ပွဲတုန်းကတော့ဂျင်းနဲ့ဆီယာမဖြစ်ခဲ့ပေမဲ့တင်းစင်းရဖို့တဖြည်းဖြည်းနှိမ့်ဆက်နေတဲ့ Leicester တင်ရဲ့စိတ်ပျက်စရာခြေစွမ်းကြောင့်အခက်အခဲကြီးကြီးမားမားမရှိဘဲဝေးခွင်းမှာဖိုးတန်သုံးပွဲရယူနိုင်ခဲ့ပါတယ် United တို့အဖွင့်ကိုကို28မိနစ်မှာ Bruno Fernandes အကွက်မြင်မြင်ပေးတာကနေ ဖွဲ့လန်းကပိတ်တွင်းခဲ့ပြီးဖွဲ့လန်းဟာ22ဝဲဆက်နာရီပေါင်း22နာရီနဲ့16မိနစ်ကြာဂိုးပေါက်ပြောင်းနေမှုကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။အခုဂိုးကဒီဇမလာအတွင်းဗီတိုးရီးယားပါဇန်နဲ့ယူရိုပါလီပွဲနောက်ပိုင်း3လကြာကြာမှဝိုင်လန်းဂိုးပြန်သွင်းနိုင်ခဲ့တာဖြစ်တယ်လို့ပရီးမီးယားလိမှာတော့ဒီဇမလာ၈ရက်တုန်းကနော်တီယမ်ဖောရက်နဲ့ပွဲနောက်ပိုင်းသွင်းဂိုးပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။69မိနစ်မှာဘရူနိုဖာနန်ဒက်ပေးတာကနေဂါနာချူကဂိုးသမားရဲ့တောင်ကျင်းလေးကိုပိတ်တွင်းခဲ့ပြီးဂါနာချူကလည်း၄လကြာဂိုးမသွင်းနိုင်တဲ့မှတ်တမ်းစုကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။ဂါနာချူဟာနိုဝင်ဘာလအတွင်းဘော်ဒိုကလင်းနဲ့ပွဲနောက်ပိုင်း ပွဲပေါင်း25ပွဲ24နာရီ17မိနစ်ကြာမှဂိုးပြန်သွင်းခဲ့တာဖြစ်ပြီးပရီးမီးယားလိမှာတော့နိုဝင်ဘာလ10ရက်တုန်းကလက်စတာနယ်ပွဲမှာဂိုးတင်ပြီးတဲ့နောက်အခုလက်စတာနယ်ပွဲမှာပဲဂိုးပေါက်ပြန်လဲရှာတွေ့ခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်တင်းရဲ့နိုင်ပွဲကိုအဓိကပုံဖော်ပေးခဲ့တာကတော့ထုံးစံတိုင်းတင်းကောင်းဆောင်ဘရူနိုဖာနန်တက်ပဲဖြစ်ပြီးနှစ်ဂိုးဖန်ပြီးပေးခဲ့သလိုပွဲပြီးကနေမှဒါလော့ပေးတာကနေတတိယဂိုးကိုသူကိုယ်တိုင်ကန်သွင်းခဲ့ပါတယ်။လက်စတာတင်းကတော့ပရီးမီးယားလိရဲ့သမိုင်းတစ်လျှောက်အင်္ဂွေခုနှစ်ပွဲဆက်တိုက်ဂိုးမသွင်းနိုင်ပဲရှုံးပွဲတွေ့ခဲ့တဲ့ပထမအဆုံးအသင်းဖြစ်ဆန်ချိန်ဆိုးပိုင်ဆိုင်ခဲ့ပါပြီ။ 对呀，俺妈不吃这个。